ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fee channel လေးမှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖျက်ပြတင်ဆက်ပေးခြင်းနဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကဆ iam မနန်းနိုင်စနေရေးသားထားတဲ့90 30နေရမှာလို့အမည်ရတဲ့စာအုပ်ထဲမှာဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖျက်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းပါးကောင်းလေးရဲ့နာမည်ကဘဝဆိုတဲ့စာမျက်နှာလို့အမည်ရပါတယ်ကျွန်တော်နေတူဒီဆောင်းပါးကောင်းလေးကိုနားဆင်ကြည့်အောင်ပါခင်ဗျာဘဝဆိုတဲ့စာမျက်နှာလူဘဝမှာအရေးပါတဲ့အချက်နှစ်ချက်ရှိတယ် တစ်ချက်ကလူကြည့်တာနဲ့နှစ်ချက်ကလူလုတာဖြစ်တယ်။လူကြည့်တယ်ဆိုတာစာဖတ်တာနဲ့တူပြီးလူလုတယ်ဆိုတာစာရေးတာနဲ့တူတယ်။ရှင်းရှင်းပြောရရင်လူဖြစ်အောင်သင်ယူတာနဲ့လူဘဝကိုဘယ်လိုရေးဆက်ချေမုန်းမယ်ဆိုတာဖြစ်တယ်။လူရဲ့အပြင်းမှန်းပုံတရံဟာစာအုပ်တုပ်ရဲ့အဖုံးဖြစ်ပြီးလူရဲ့အတွင်းစရာစာအုပ်အတွင်းမှာပါတဲ့အကြောင်းအရာဖြစ်တယ်။လူတချို့မှာကောင်းမွန်တဲ့အဖုံးပါတယ်လို့အတွင်းစာသားတွေကလည်းတတ်မှတ်စရာကောင်းတယ်။လူတချို့ပါအဖုံးရောအတွင်းစာသားပါကြံတန်ရုံနေတယ် ။တချို့ရဲ့အပေါင်းကဆွဲဆောင်မှုမရှိမခန့်ညားပေမယ့်အတွင်းစာသားကကြီးကျယ်မြင့်မြတ်တယ်။တချို့ရဲ့အပေါင်းကလက်လက်တောက်ပေမယ့်အတွင်းစာသားကမြင်မကောင်းရှုမပြောဖြစ်တယ်။လူကောင်းကစာဟုတ်တအုပ်နဲ့တူတယ်။စီစံမျက်နှာကိုဖွင့်လိုက်တာနဲ့တင်းပြန့်မွေ့ကျိုင်းတဲ့ရင်းနှံတွေလွင့်ပြန်ထွက်လာတယ်။မကောင်းတဲ့သူကဖြက်ခနေးတစ်ချက်ပဲကြီးလိုက်တဲ့စာအုပ်နဲ့တူတယ်။ရှိစာမျက်နှာကိုဖွင့်လိုက်တာနဲ့အနံဆိုးတွေကိုရှုရှိုက်မိတယ်။ပေါ်ပေါ်ပါပါအံဝင်ကွင်ကျနေတဲ့သူတွေဟာစကားပြေစာအုပ်နဲ့တူတယ် အမြဲစိတ်ညစ်စိတ်ထိခိုက်သူရလွန်လွန်ဆွေဆွေကြပြာစာအုပ်နဲ့တူတယ်အကောင်းမြင်တတ်ပြီးပျော်ပျော်ပါပါหนีတတ်တဲ့သူတွေဟာဟာသာစာအုပ်တအုပ်နဲ့တူတယ်ဂရီတော်ချင်းချင်းหนีတတ်တဲ့သူတွေဟာစာရန်စာအုပ်တအုပ်နဲ့တူတယ်အဖုံလာပါအောင်မလုပ်ပေးခဲ့လို့ဆိုပြီးအမေကိုအပြစ်မတင်ပါနဲ့လှပါတဲ့တေယုဖော်ဖုံတွေမထည့်ပေးလို့ဆိုပြီးအဖေကိုအပြစ်မဆိုပါနဲ့တင်ဘဝစာအုပ်ကိုတင်ခိုးတိုင်းရေးယူမှရတယ်တင်ရဲ့အင်အားတတိချွေ တွေးအသိဉာဏ်တွေကိုတုံးပြီးရေးရပါမယ်။ဘဝတစ်ခုလုံးကိုရေးခဲ့လေအပြောင်မြောင်ဆုံးသင်ရေးခြင်းမှရေးနိုင်လိမ့်မယ်။ဘဝတစ်သက်ရေးခဲ့လေသင်နာမည်ကြီးခြင်းမှကြီးလိမ့်မယ်။ဒါပေမဲ့ဒီအတွက်စိတ်တက်ကြပြီးအပေါ်စားလို့မတက်မလိုက်ပါနဲ့။ရေးခဲ့တဲ့မြတ်ဘသူမှမဖတ်ခဲလေစာမျက်နှာတိုင်းကိုသင်တန်ဖိုးထားရမယ်။တောင်းဝင်တည်တက်ရမယ်။လူလုတ်တယ်ဆိုတာစာရေးတာနဲ့တူတယ်။တကယ်လို့လူတွေကတင်းကိုနှင်းနှင်းသက်သက်ဖက်ရှုခဲ့မယ်ဆိုရင်ဒါဟာတင်းရဲ့အကြီးမားဆုံးပျော်ရွှင်ခြင်းဖြစ်တယ် တကယ်လို့လူတွေကတေကိုဆက်ဆွဲမမအလွတ်ချက်ရွတ်ဖက်ခင်မင်းဆိုရင်ဒါဟာတင့်ရဲ့ကြီးမြတ်တဲ့ဂုဏ်ချက်တည်းဖြစ်တယ်။အခုကျွန်တော်ဖျက်ပြတက်ဆက်ပေးခဲ့တဲ့ဆောင်းဝန်းကောင်းလေးကတော့ဆ ्याम နန်းနေစင်းရေးသားထားတဲ့90တစ်ယ်မိရမလို့အမိရတဲ့အစာအုပ်ထဲမှာဘောဟာဆိုတဲ့စာမျက်နှာလို့အမိရတဲ့ဆောင်းဝန်းကောင်းလေးတစ်ပုဒ်ကိုရွှေချက်ဖျက်ပြတက်ဆက်ပေးခဲ့ခြင်းဖြစ်ပါရခင်ဗျာ။ဒီဆောင်းမလေးမှာဆိုလို့ရှိရင်ဆ ्याम နန်းနေစင်းကကျွန်တော်တို့လူသားတစ်ယောက်ချင်းစီရဲ့ဘဝတွေကိုစာအုပ်တစ်အုပ်စီနဲ့တင်စားဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီဆောက်ထဲမှာဆီယမရေးသားတာလေးတစ်ခုကစာအုပ်ရဲ့အဖုံမလှလို့ဆိုပြီးတော့လေအမေကိုအပြစ်မတင်ပါနဲ့တဲ့။သေယုတ်ဖော်ပုံတွေမထည့်ပေးလို့ဆိုပြီးတော့လေအဖေကိုအပြစ်မဆိုပါနဲ့လို့ရေးသားထားပါတယ်။ပြီးတော့ဒီကိုယ့်ရဲ့ဘဝစာအုပ်ဆိုတာကတဲ့ကျွန်တော်တို့ကိုကိုနိုင်ကိုယ့်ရဲ့အင်အားတွေတတ်တီတွေတွေးတွေချွေးတွေကိုတုံးပြီးတော့ရေးပါရမယ်။ဒါပေမဲ့ကျွန်တော်တို့ဘလို့ပဲအကောင်းဆုံးစ조사ပြီးတော့ရေးခဲ့ရေးခဲ့ကျွန်တော်တို့ရေးတဲ့ဒီစာအုပ်ကအကောင်းဆုံးဖြစ်ရှင်ပါလဲဖြစ်မယ်။နာမည်ကြီးရှင်ပါလဲကြီးမယ်။ဒါပေမဲ့ ဘလို့မှအဲ့ဒီစာအုပ်ကိုအပေါ်စားလို့မတက်မှတ်လိုက်ပါနဲ့တဲ့ဘသူမှကိုယ့်ရဲ့စာအုပ်ကိုမဖတ်ခဲ့ရင်လေကိုကိုတိုင်းကိုရေးခဲ့တဲ့စာအုပ်တနည်းအားဖြင့်ကိုကိုတိုင်းစူးစမ်းပြီးရှက်တီခဲ့တဲ့ကိုယ့်ရဲ့ဘဝပေါ်မှာကျွန်တော်တို့တွေတန်ဖိုးထားရမယ်တာဝန်ယူရမယ်တာဝန်သိတဲ့ရမယ်ဆိုပြီးတော့ရေးသားထားတာကိုတွေ့ရပါတယ်အဲဒါကြောင့်မလို့ဒီလိုမျိုးပညာပေးဆောင်ပေါကောင်းလေးတွေပါတဲ့ဆရာမနန်းနိုင်စင်ရေးသားထားတဲ့90-10နေရာမှာမူရင်းစာအုပ်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature page channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာ။ ငါချင်းသူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေ။ထောသားခတ်သိမ်းကင်းကျင်းကြပါစေ။စီးရင်ခတ်သိမ်းကင်းကျင်းကြပါစေ။မျိုးလုံးစိမ်းဝါအေးချမ်းကြပါစေ။ငါချင်းသူများအားလုံးဘေးရန်ကြောက်ကြစီးရင်ကင်းပြီးကိုယ်စိတ်နှပြချမ်းမှချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒများလည်းတစ်လုံးတစ်ဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature feed channel လေးမှအနားဆင်ပေးခဲ့ချာသူတူတူတယောက်ချင်းစီကိုဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ။